2025ခုနှစ်တွင်မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးဆိုတော်ဆယ်ဦးမင်္ဂလာပါခင်ဗျဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့2025ခုနှစ်အတွက်အချမ်းသာဆုံးဆိုတော်10ဦးအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်တင်ကြိုက်နှစ်သက်တဲ့အဆိုတော်ပါဒလားကြည်ပြီးမှတ်ချက်မှာရေးပေးလို့ရပါတယ်နံပါတ်10ဝိုင်းစုခိုင်သိန်းအမျိုးသမီးအဆိုတော်တွေကထင်ရှားဆုံးတဦးဖြစ်ပြီးတန်မိုးမြင့်ဖြော်ပြရေးရှင်ဖြစ်ဒေါ်လာ2400လောက်ရှိပါတယ် နံပါတ်9ရဲရင်အောင်တခြင်းနဲ့ဇလန်ဒရော့စ်များကြောင့်လူကြိုက်များပြီး net worth ဒေါ်လာ26800ရှိပါတယ်နံပါတ်၈တုံးမြတ်ကျေစင်လှပတဲ့အတန်နဲ့မော်ဒယ်လုပ်ငန်းတွေလည်းပါဝင်နေသူဖြစ်ပြီး net worth ဒေါ်လာ28000ခုနဲ့ရရှိပါတယ် နံပါတ်9လွမ်းပိုင်တခြင်းအမှုပညာလောကမှာအခြေခံအားကောင်းသော reporter တဦးဖြစ်ပြီးဒေါ်လာ3400ရှိပါတယ် number 6 jigsaw နှစ်နေ double team အနေနဲ့ထွက်ပေါ်လာပြီး trap hepha တချင်းများနဲ့လူငယ်တွေအကြမ်းနာမည်ကြီးပါတယ် net worth ဒေါ်လာ3100ရှိပါတယ် number 5 yahoo go စတောက်တမူထူးခြားပြီးအတန်စတိုင်လဲစမ်းတစ်တဲ့ရန်ဟူကိုဟာဒေါ်လာ34500ရှိပါတယ်။နံပါတ်၄မင်းစီသူတန်စင်ချုံမြေမှုနဲ့တေးတံပြန်ပွဲများအနိုင်ရသူတဦးဖြစ်ပြီးဒေါ်လာ41100ရှိပါတယ်။နံပါတ်3ဖြိုးပြေဆုံး တချင်းရိုက်ကူးမှုကြော်ညာနှင့်ရုပ်ရှင်အဖွဲ့ဝင်ဖြစ်ပါဝင်မှုကြောင့်ဒေါ်လာ9,3600ရှိပါတယ်နံပါတ်2အနော်နီမဲထင်ရှားတဲ့အဆိုရဲ့ album streaming ရမှတ်များအပေါ်မှာတစ်ဆင့်ဒေါ်လာကူ2250ရရှိထားပါတယ်။နံပါတ်3ဘန်နီဖြိုး သူ့ရဲ့ဆယ်စုနှစ်ကြာသောအောင်မြင်မှုတွေ၊ရှောက်စီးဆင်းမှုတွေနဲ့ဒူဒေါ်လာ9000ခွင်းနဲ့2025ခုနှစ်အတွက်မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးအဆိုတော်ဖြစ်နေပါတယ်။ဒီအဆိုတော်တွေထဲမှာတင်ကြိုက်ဆုံးကဘသူလဲ။မှတ်ချက်တွင် မျှဝေပေးဖို့မမေ့နဲ့တော့ဗီဒီယိုကြည့်ပြီးကိုအကြိုက်ဆုံးအဆိုတော်ကအခုဘယ်နေရာရောက်နေသလဲဆိုတာ comment မှာရေးသွားခဲ့ကြ။